ဒီကနေ့မှာတော့ကျမအနေနဲ့ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ12ရက်နေ့အတွင်းမှာဂျူနီထားရီပုံမှန်မူတည်ပြီးတော့နော်ကျမတို့ဆောင်းရံရှောင်းရံကိစ္စလေးတွေကိုပြောပြခြင်းလို့ပါရှင်။10ရက်နေ့ဟာ ပြောမယ်ဆိုလို့ရှိရင်တော့ဂျူအပြောင်းလဲတွေရှိတယ်။ရှင်းနေဟာရက်ချမ်းတရက်ဖြစ်တယ်ပေါ့နော်ဟိုစိတ်ပူပါးတွေရက်တရက်ဖြစ်တယ်ဒါအပြင်မြန်မာနိုင်ငံမှာကျမတို့မြန်မာနိုင်ငံမှာလည်းသဘာဝဘေးတွေရှိနေတဲ့အပြင်ကိုနော်လေမုန်တိုင်းလိုဟာမျိုးနော်ငလျင်လိုဟာမျိုးနောက်ပြီးတော့ကျမတို့လေစင်နမောင်းလိုဟာမျိုးပေါ့နော်ဒါမျိုးတွေကြုံနိုင်တာရှိတယ်အဲ့ဒါကြောင့်ကျမဒီရက်ကိုဒီနေ့ပေါ့နော်ဒီ live ကိုစီစဉ်ရတာဖြစ်ပါတယ်ရှင် အားလုံးကိုစိတ်ပူစေလိုတဲ့စိတ်ဆန္ဒနဲ့ပြောခြင်းမဟုတ်ပါဘူးကြိုတင်ပြီးတော့ကာကွယ်စရာရှိတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျွန်မပြောတာပါနော်အဲ့တော့ဒီဧပြီလ၈ရက်နေ့ပေါ့နော်ဒီမှာကျမတို့အဲဂျူလီအကြောင်းကိုအရင်ပြောပါမယ်။ကျမတို့ဒီမေယာဒီမှာနော်အခုလက်ရှိရှိနေတာကတနင်္ဂနွေဂျူလည်းရှိတယ်။တနင်္ဂနွေဂျူဆိုတာလည်းပါပဂျူဖြစ်တယ်။နော် Yahoo လည်းရှိတယ်စနေလည်းရှိတယ်ပါပချူသုံးလုံးရှိတဲ့အပြင်ကိုနော်ဗုဒ္ဓဟူးဂျူနဲ့တောက်ကြာဂျူလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးဂျူက retro သွားနေတာ retro သွားနေရာကနေပြီးတော့ဗုဒ္ဓဟူးဂျူကဧပလ၈ရက်နေ့မှာသူကပြန်ပြီးတော့တမပြန်သွားမယ်ဆိုပြောင်းပြီးတော့သွားမှာပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားမယ်ဆိုရင်လည်းစိတ်ပူပါတယ်။ဘာကြောင့်လဲလို့ပြောရင်ဗုဒ္ဓဟူးဂျူရဲ့သဘောက နော်ပပဂျူတွေနဲ့ပေါင်းတယ်ဆိုရင် तू ਆ ပပဂျူတွေကိုအာပပဂျူလိုမျိုး အာအာပေးတယ်ပေါ့နော်တောမဂျူတွေကောင်းတဲ့ဂျူတွေနဲ့ပေါင်းရင် तू ਆ ကောင်းတဲ့ဘက်ကို तू ਆ အာပေးတယ်အခုသူ့နားမှာရှိနေတာကဗုဒ္ဓဘူးဂျူနားမှာရှိနေတာကတနင်္ဂနွေရှိနေတယ်ပပဂျူဖြစ်တဲ့တနင်္ဂနွေရှိနေတယ်ပြီးတော့စနေဂျူရှိနေတယ်ရာဟုဂျူရှိနေတဲ့အတွက်ဒါတွေဟာကျမတို့စိုးရင်ရမယ့်အနေထားမှာရှိတယ်ပေါ့နော်ဒါဗီရင် အရာဆိုလို့ရှိရင်တော့ဒါအပြင်အင်္ဂါဂျူဟာနော်ဧပြီလ3ရက်နေ့မှာကြာသပတေးနေ့ပေါ့နော်ကြာသပတေးနေ့နနက်2နာရီ28မိနစ်မှာသူက မေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုသူကပြောင်းသွားတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကောင်းငယ်လို့နော်ပြောနိုင်ပြီမဲ့လေသူဟာဘာနဲ့အင်္ဂါဂျူအပြောင်းနေဟာကျမတို့ နော်မြန်မာကျမတို့လိုတိုင်းပြည်မြန်မာနိုင်ငံအတွက်ကတော့အင်္ဂါဂျူဟာလေကျမတို့ကဂူးဆိုက်ရတဲ့ဂျူထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဟာဒါတော့ကောင်းတယ်လို့ဟိုပြောလို့ရတယ်လို့ပဲเนาะတချို့ကိစ္စတွေမှာလည်းအခုလိုကာလတွေမှာလည်းဒါကိုဂယုဆိုက်ရမယ်အနေထားရှိတာတွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီလိုဂျူအပြောင်းလဲတွေကြောင့် ဧပြီလ10ရက်နေ့ကနေစနေရက်အတွင်းမှာကျမတို့ဂျုံနိုင်တဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ယာတိဥဒုဟာပို့ပြီးတော့ပြင်းထန်လာမယ်ပူတယ်ဆိုလို့ရှိရင်လည်းအရန်ပူမယ်ပြောမယ်ဆိုလို့ရှိရင်တော့ယာတိဥဒုကမိုးကြီးနိုင်နေရေရှမ်းနိုင်နေမြေပြိုနိုင်နေဒါမျိုးကိစ္စတွေဂျုံနိုင်နေနော်ဒါကဘယ်ချိန်ထိဂျုံနိုင်တာလဲတဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင်ယာဟုနဲ့စနေနဲ့ထိတ်တိုက်တွေ့ကြတဲ့အချိန်ထိဒါဟာရှိနေနိုင်တယ် နော်အဲ့တော့ဒီကိစ္စသဘာဝဘေးကပြောမယ်ဆိုရင်တော့ April တစ်လလုံးစိတ်ပူရတဲ့အနေအထားမှာရှိတယ်။အဲ့ဒီထဲကမှ April 10ရက်နေ့နဲ့12ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူရတဲ့အနေအထားမှာရှိတယ်။10ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ဗုဒ္ဓဟူးချိုအပြောင်းလဲကြောင့်စိတ်ပူရတယ်လို့12ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ12ရက်နေ့ကနေ20ရက်နေ့အတွင်းမှာ ယာဟုဂျူနဲ့စနေဂျူဟာ crossing ဖြတ်တုံအန်တာတစ်ခုထဲမှာသွားပြီးတော့ကြတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဟာရဲ့ဒီလိုမျိုးဂျူအနေထားကြောင့်ကျမတို့ဂျုံနိုင်တာတွေကဘာဒီဂျုံနိုင်တယ်လဲဂျုံနိုင်တာလို့ပြောမှာပြောတာပါနော်လုံးဝကြီးဂျုံမဲလို့100%ကြီးကျမမပြောပါဘူးဂျုံနိုင်တာဘာဒီဂျုံနိုင်တယ်လဲဆိုရင်ယာတီဥဒု ို့ပြီးတော့ပြင်းထန်လာမယ်เนาะမိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာတို့ငလင်ဆက်ပြီးတော့လှုပ်တာတို့เนาะမုန်တိုင်းတိုက်တာတို့ဒါမျိုးတွေ ကျုံနိုင် ပါတယ်။ဒါနံပါတ်1ပေါ့။နံပါတ်2ကကျတော့ယောဂါတွေကျုံနိုင်ပါတယ်။ဘာတွေလဲလို့ပြောရင်အဆုတ်နဲ့ပတ်သက်တဲ့เนาะဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်နေ၊လေငန်းယောဂါတွေဖြစ်နိုင်နေ။နောက်အရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်နိုင်နေ၊ဝမ်းနာလေနာတွေဖြစ်နိုင်ပါတယ်။เนาะအဲ့လိုမျိုးယောဂါတွေကျုံရနိုင်ပါတယ်။เนาะနောက်တစ်ခုကတော့ ါဒါကတော့စိတ်မကောင်းစရာကိစ္စပါเนาะဒါကတော့ကျွန်မတွေးလိုက်တာဟိုဂျူရီအားတွေကိုကြည့်ပြီးတော့တွေးလိုက်တော့ကျွန်မတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အကူညီပေးနေတဲ့ကိစ္စတွေရက်တန့်သွားနိုင်တာကိုကျွန်မတွေ့ရပေါ့เนาะအကူအကူညီပေးနေတာတွေအားလုံးရက်တန့်သွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကိုတွေ့တယ်အဲ့တော့ဒါလည်းမပြောကျွန်မမပြောချင်ဘူးဒါလည်းလေဒါပေမဲ့လည်းအဲ့လားတကယ်ကိုတွေ့နေရဖြစ်တဲ့အတွက်ကိုဘယ်လိုပြောရမလဲ ဟိုပေါ့ဒီကာလမှာကျမတို့ခက်ခဲတဲ့အနေအထားတစ်ခုကိုကျမတို့အကုန်လုံးအတူတူဖြတ်သန်းကြမယ်ပေါ့နော်။အုံစည်းနှုံးတွေစားတောက်ကုန်တွေမတီးမငိမ့်ဖြစ်နိုင်တာလေတွေ့ရတယ်။နောက်တစ်ချက်ကဂျိုစနေဂျိုနဲ့ယာဟူဂျိုရဲ့အနေအထားကြောင့်စေဝါးတွေပြက်လက်တာမျိုးကျွားတတ်ပါလေ။နောက်စားတောက်ကုန်တွေနော်အဓိကတော့ဈေးတွေအရန်ကြီးတက်သွားနိုင်တာကစေဝါးနဲ့ရေ ရေတွေရေစေးတွေတက်သွားနိုင်ပါတယ်ဒါမျိုးတွေကျမတို့ကြုံရနိုင်တယ်နောက်ဆန်စီစားစေးပေါ့နော်ဒါတွေရလဲဈေးအမြင့်ပိုင်းမှာရှိပြီးတော့တချို့လူတွေအတွက်ခက်ခဲနိုင်တာတွေတွေ့ရပါတယ်နော်အဲ့တော့ဒီလိုကာလတွေမှာကျမတို့ဗာပဲပြောပြောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ကျမတို့ဖြတ်တန်းကြမယ်ကျမအဲ့ဒါတော့ကျမမေတ္တာနဲ့ထပ်ပြီးတော့တိုက်တွန်းပြစေအဲ့တော့ရှင်းရနေပေါ့နော်ဧပြီလရှင်းရနေဟာနှောင်းတကူလာပြီကြော် 17ရက်နေ့ဧပြီလ10ရက်နေ့နှောင်းတကူလာပြည့်ကျော်17ရက်နေ့ဟာကျမတို့เนาะသူကသီစီတက်တဲ့ကာလဒါနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะနေ့12နာရီနောက်ပိုင်းမှာเนาะကာလဒါနာရုပ်ဆိုတာဒါလူတွေအများကြီးကိုတည်ကြည်ပျက်စီးစေတဲ့ရုပ်ကို အဲ့လိုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တနေ့တာလုံးအဲ့နေ့ဟာပြောမယ်ဆိုရင်တော့ April 10ရက်နေ့ကတနေ့တာလုံးနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်ကျမတို့ကအထူးဂရုစိုက်ပြီးတော့နေရပါမယ်เนาะအထူးဂရုစိုက်ပြီးတော့နေပါဟုတ်ပြီအဲ့လိုနေမှာကျမကရတရာတစ်ခုကျမလောက်ထားပါလေအဲ့ဒါပါလေဆိုတော့เนาะမြန်မာနိုင်ငံအတွက်ဆိုရင် April 10ရက်နေ့ကနေထွက်ချိန်ဟာ နေထွက်ချိန်เนาะနေထွက်ချိန်ကမနေ့6နာရီနဲ့14မိနစ်မှာနေထွက်ပါတယ်အဲ့တော့ကျမက9နာရီနဲ့30မတိုင်ခင်မှာပထမအချိန်မှာရေတရာလှုပ်စေခြင်းပါတယ်เนาะနေ့ကျန်းနေအတွက်အဲ့နေ့မှာတော့တကယ်ကိုရေတရာလှုပ်စေခြင်း ਨੇ အမောင်ကာလကတော့တနေ့လုံးအမောင်ကာလလို့ပြောလို့ရနိုင်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့အဲ့နေ့မှာ အများစုဝိတ္တနဲ့အယောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ဖြစ်တယ်။ရေရာအနေနဲ့မလုပ်ရမလဲလို့ပြောရင်ကျမတို့နဝင်းဆွန်းကပ်ပါမယ်။နော်နဝင်းဆွန်းဆိုတာကျမတို့ထမင်းအဖြူကိုဆွန်းလို့ခေါ်ပါမယ်။ဆွန်းကိုကျမတို့ကစီဆန်းစားဖြူပြီးတော့နော်ဖျားမှာလှူပါမယ်။နဝင်းဆွန်းကပ်ပါမယ်။နော်လက်ဖက်ကိုတွဲပြီးတော့ကတ်လို့ရပါတယ်။လက်ဖက်မှာဘာစီမှမဆမ်းဘူး။ဘာစားမှမဆမ်းမနဲ့ပကံအဖြူပေါ်မှာလက်ဖက်အသားကြီးပဲ။နော်အကျော်ဒီပါရင်မထ ဲ့ဘူးလက်ဖက်အသားချီတင်ပြီးတော့ကတ်ပါမယ်အဲ့ဒါလည်းနဝင်းဆွန်းပါပဲเนาะနဝင်းဆွန်းကတ်ပါမယ်ပြီးတော့ကျမတို့အဲ့နေ့မှာကျမတို့ကမုတ်အနီယံမုတ်နီဆိုတာအနီယံရှိတဲ့မုတ်ရှစ်ခုကိုကျမတို့လှူဒန်းပါမယ်เนาะတခါလေးတွဲပြီးတော့ကတ်ပါမယ်မှတ်ထားပေးပါเนาะအနီယံရှိတဲ့မုတ်ရှစ်ခုဘာအယောင်အနီယံရှိရင်ရပြီเนาะ အနီရောင်ရှိတဲ့မုံရှစ်ခုမှချိုချင်းအနီရောင်လေးရှစ်ခုလေးရတယ်เนาะကျမဆိုရင်ဘာလုပ်လဲဆိုတော့ဝေဖာအနီရောင်လေးရှစ်ခုဝေဖာကိုဝေဖာတစ်ချက်ကိုကျမအနီရောင်ဟိုဟာပေါ့ဝေဖာအနီလေးကိုရှစ်ခုဖြစ်အောင်လုပ်တယ်ပေါ့เนาะအဲ့ရှစ်ခုဆိုရင်ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျမတို့ဘာလုပ်မလဲပေါ့เนาะကျမအဲ့နေ့ကနေ၈ရက်နေ့ကနေပြီးတော့၁၂ရက်နေ့ထိလုံးဝမင်းအဋိဌံဟိုကျမပြောပါမယ်ခုနကျမပြောသလိုပဲနဝင်းဆုံးကတ်မယ် နော်လက်ဖက်လှူမယ်နောက်ပြီးတော့မုတ်မုတ်နီမုတ်အနီရောင်မုတ်လှူပါမယ်အဲ့ဒါကအင်္ဂါနေ့မှာပြီးရင်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်နော်တရဏဂုံကိုကျမတို့ဒီပါဖျားရှစ်ခိုးမယ်ပေါ့နော်ကျမပြန်ပြောပါမယ်နော်ဖျားရှစ်ခိုးမယ်ဖျားရှစ်ခိုးဖះမရှိခိုးခင်မှာကျမတို့ဘာလုပ်မလဲလို့ပြောရင်ဖះရှင်ကိုအလင်းတိုင် နော်အလင်းတိုင်း3တိုင်းအမွေးတိုင်း5တိုင်းပူဇော်မယ်အလင်းတိုင်း3တိုင်းအမွေးတိုင်း5တိုင်းပူဇော်မယ်ပြီးရင်ကြေးဖလားလေးရှိတယ်ဆိုရင်ကြေးဖလားလေးတစ်လုံးထဲမှာဖျောင်းနိုင်တတိုင်ကိုကျမတို့မိထုံးမယ်ကြေးဖလားထဲမှာဖျောင်းနိုင်တတိုင်ထည့်ပြီးတော့ဖျားစင်ပေါ်မှာအရင်ဦးဆုံးပူဇော်ပြီးတော့မိထုံးပါမယ်နော်ပြီးလို့ရှိရင်အဲ့ဒီဖျောင်းဒီဖျောင်းနိုင်ထွန်းထားတဲ့ကြေးဖလားလေးကိုကျမတို့ကနော်ရေကန်ကိုယ့်ရဲ့ ကိုဘေးနားမှာပဲရေစလုံးပဲဖြစ်ဖြစ်เนาะဒီဟိုဟိုပေါ့ရေစလုံးပဲဖြစ်ဖြစ်เนาะရေအိုးပဲဖြစ်ဖြစ်เนาะတခုခုထားထားပါအဲ့ဒီမှာအဲ့ဒီခုနအခြေဖလားလေးကိုပူဇော်ပြီးမှเนาะအဲ့ဒီစလုံးလေးကိုကျမတို့ပြန်ပြီးတော့ပြောင်းထည့်မယ်เนาะအဲ့တော့ဆက်ဖျားမှာပူဇော်နေတဲ့အချိန်မှာတော့အဲ့ဂျေဖလားလေးထဲမှာဖျောင်းနိုင်တတိုင်းထုံးပြီးတော့ပူဇော်ထားမယ်ဖျားရှင်ကိုဖျောင်းနိုင်၃နိုင်ပူဇော်ထားတာတသက်အမွှေးတိုင်း၅တိုင်း ပူဇော်ထားတာတသက်เนาะအဲ့လိုပူဇော်ထားပြီးပြီဆိုရင်ကျမတို့ဆုံးနေလဲကပ်ပြီးပြီဖះရှိခိုးမယ်ငါးပါးတီလာကိုသေသေးချာချာယူပါမယ်ငါးပါးတီလာကိုသေသေးချာချာယူပြီးရင်တရဏဂုံတီပါမယ်တရဏဂုံကိုကျမတို့ပဒီတပတ်စိတ်လိုက်မယ်เนาะဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိတန်ခံတရဏကိစ္ဆာမိเนาะတလုံးချလို့ရတယ်ဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိတလုံးမျက်စီချသွားလို့ရဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိဆိုတော့ပတိတပတ် ပြည့်အောင်စိတ်ပါမယ်အဲ့လိုပတိတပတ်ပြည့်အောင်စိတ်ပြီးပြီဆိုရင်တန်ပုတ်တွေကို36ခါပူဇော်ပါမယ်တန်ပုတ်တွေ36ခါပူဇော်မယ်တန်ပုတ်တွေ36ခါပူဇော်ပြီးပြီဆိုရင်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ဒါရဏတစ် ပရိတ်ကိုတစ်ခေါက်ပူဇော်ပြီးပြီဆိုရင်မေတ္တာတုတ်ကို ကျမတို့28ခေါက်ပူဇော်ပါမယ်မေတ္တာတုတ်ကို ကျမတို့28ခေါက်ပူဇော်ပြီးပြီဆိုရင်ကျမတို့ကနတ်မင်းကြီး၄ပါးကိုမေတ္တာပို့ပြီးတော့ကျမတို့ဆုတောင်းပါမယ်နော်ဘလို့ဆုတောင်းမလဲဆိုတာကျမအခုပြောပြပါမယ်အရှိဘယ်ရနိုင်ရှိသောတထရထနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီဖုံတို့များလဲတိုးတက်ပါစီအရှိရမှာတထရထနမင်းကြီးတောင်ရနိုင်ရှိသော ဝိယူတကနတ်မင်းကြီးစမ်းပါပါစေချမ်းသာပါစေဖုံတကူများလေးတိုးတက်ပါစေနော်ပြီးရင်အနောက်ရက်မှာဝိယူပခနတ်မင်းကြီးစမ်းပါပါစေချမ်းသာပါစေဖုံတကူများလေးတိုးတက်ပါစေမြောက်ရက်ကကုဝေယနတ်မင်းကြီးစမ်းပါပါစေချမ်းသာပါစေဖုံတကူများလေးတိုးတက်ပါစေအဲ့လိုမြေတားဖို့ဆူတောင်းပြီးပြီဆိုရင်နမင်းကြီးတို့နမင်းကြီးများရဲ့မဟာကျူနာတော်ဖြင့် တဘာဝဘေးမြန်းကင်းဝေးပြစေတတဝါဒီပေါ်မှာတဘာဝဘေးမြန်းနော်မကြောက်စီပဲဘေးအန္တရာယ်များကင်းဝေးစေဖို့ကျွန်ုပ်ကမေတ္တာပို့ဆုတောင်းပါတယ်ဆိုပြီးတော့နမင်းကြီးလေးပါးကိုအဲ့ဒီလို၃ချိန်တိုင်းတိုင်းရွတ်ပြီးတော့เนาะကျမတို့အဲ့လိုဆုတောင်းပါမယ်เนาะနမင်းကြီးများရဲ့မဟာဂယုဏတော်ဖြင့်เนาะတဘာဝဘေးများမှတဘာဝဘေးအန္တရာယ်များမှ ကင်းဝေးပြစေကင်းဝေးစေဖို့ဆောက်ရှောက်ပေးပါလို့လည်းဆုတောင်းလို့ရတယ်เนาะဒါကျမတို့ကအရင်ဆုံးတော့เนาะဟိုကျမချမ်းသာစေဖို့အတွက်ကျမတို့ကဒါမေတ္တာပို့မယ်ပေါ့เนาะကျမပါစီချမ်းသာပါစီဖုံးကူတိုးပါစီဒါတွေပို့ပြီးရင်ကျမတို့เนาะနမင်းကြီးတွေကိုဆောက်ရှောက်ပေးဖို့နော်အဲ့ဒီလိုမျိုးကိုကဆူတောင်းလို့ရပါတယ်နော်အဲ့တော့ဟုတ်ပြီအဲ့လိုလုတ်ပြီးပြီနတ်မင်းကြီးတွေကိုနော်အဲ့ဒီလိုလုတ်နေရင်းနေမှ အတိတ်ဆိုးနမိတ်ဆိုးတွေနဲ့ကြုံလာတယ်ဆိုတာရှိတတ်တယ်เนาะအဲ့လိုမျိုးလုံနေရင်ဒါကတော့မနှက်ပိုင်းမှာလုတ်ပြီးသွားပြီဒါပေမဲ့ကိုယ့်ဝရဲ့စိတ်ထဲမှာလေးနေတာပဲဖြစ်ဖြစ်အတိတ်ဆိုးနမိတ်ဆိုးတွေကိုကတခုခုမြင်လိုက်ရတာပဲဒီအဲ့လိုကြုံခဲ့ရင်เนาะဘာပရိကြီးဆက်တတ်တော့ရွတ်ပါမယ်ဒါပေမဲ့တချို့ကပရိကြီးဆက်တတ်တော့လုံးရွတ်ဖို့ပြင်းတဲ့လူတွေရှိတယ်เนาะအဲ့ဒါဆိုရင်ကျွန်မကဘာတော့ကိုရွတ်စေချင်တယ်လဲလို့ပြောရင်เนาะခန္ဓာတော့ရယ်ပုံမနာတော့ရယ်အဲ့ဒီတော့နှစ်ခုကိုတော့ဖြစ်အောင်ရွတ်ပေးပါ နော်ခန္ဓာတုံနဲ့ပုပ္ပနာတုံအဲ့တုံနှစ်ခုအပရိကြီးဆက်တော့ကိုယူရမှာပြင်းနေဆိုရင်ခန္ဓာတုံနဲ့နော်ပုပ္ပနာတုံကိုတော့အဲ့တုံနှစ်တုံကိုတော့ဖြစ်အောင်ယူပေးပါကျမကမေတ္တာရက်ခံနေပြီးတော့ဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်ပေးပါနော်။ဟာဆီယမပရိတ်ကြီးဆက်သတ်ပူဇော်ခိုင်းတယ်ဒါဒနာပရိတ်ပူဇော်ခိုင်းတယ်လို့ကျမတို့ အဲ့လိုမြင်နိုင်ပါတယ်ဒါပေမဲ့ကျမတကယ်ကိုဒါသနာပရိရဲ့အစွမ်းတကူကိုလေကျမယုံကြည်တယ်အဲ့ဒီလိုပဲเนาะမြတ်တာတုတ်เนาะကျမဟိုလေဟိုကျမတခုကျမသိသွားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘလိုမျိုးပေါ့เนาะဒီသဘာဝဘေးတွေကိုကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဘလိုမျိုးနီးနေเนาะကြော်လွားနိုင်တယ်လေနော်ဂျိုစီးချုံနေမကောင်းတဲ့အခါမှာကျမတို့ကနော်ဂျိုစီးချုံနေမကောင်းရင်ပုပ္ပနာတော့ ပရိစ္ဆတ်တတုတ်ကျမတို့ကပူဇော်တယ်ဒါမှန်တယ်ဒါပေမဲ့တချို့ကြတော့ပရိစ္ဆတ်တတုတ်ပူဇော်ဖို့အတွက်တချို့လူတွေအတွက်ခက်ခဲတာမျိုးရှိတယ်အဲ့လိုလူတွေအတွက်ကဘာဟိုဟွာဖြစ်စေတလဲလို့ပြောရင်ကျမစਿੱတာဘာဝနာပွားတာကအထီရောက်ဆုံးပဲเนาะဂျိုစီးဂျိုနေမကောင်းဘူးเนาะရောက်လာနိုင်မဲ့ဘေးတွေမကြုံရတော့ဘူးအဲ့ဒါကျမကိုတွေ့ တကယ်ပါနော်ကျမ2022ကမှစပြီးတော့ကျမမေတ္တာဘာဝနာပွားပါတယ်အဲ့လိုပွားတဲ့အချိန်ကနေစပြီးတော့ကျမပွားတဲ့အခါမှာ30ပုံကိုမေတ္တာပို့တဲ့နီးနဲ့ကျမတနည်းကိုမေတ္တာတုပ်ကို31ခေါက်ပွားတာပါเนาะတနေ့ကိုမြစ်တာတော့32ခေါက်ကျမပွားတယ်ပြီးမှကျမကเนาะတရားထိုင်တယ်လို့မြစ်တာဘာဝနာပွားတယ်နီးကိုလောက်တာပထမဆုံးတော့ကျမကတရားတန်းပြီးတော့တရားမထိုင်နိုင်ပါဘူးအဲ့ဒီမြစ်တာတော့ကိုတနေ့ကို32ခေါက်ပူဇော်လာပဲ ပွားများတာပဲရှိပါတယ်เนาะအဲ့တော့အဲ့လိုပွားတဲ့အကျိုးကျေးဇူးကဘာဖြစ်တယ်လဲလို့ပြောရင်ကျမသူယုံမာရီနဲ့ဝေးဝေးလာတယ်เนาะကျမအဲ့ဒီမြတ်တာဘာဝနာပွားပြီးနောက်ပိုင်းမှာကျမတွေ့သမျှလူကောင်းနေကြီးပဲ နော်တကယ်ကိုကျမတွေးသမျှဂျုံသမျှအကုန်လုံးကလူကောင်းတွေကြီးပဲတွေးလိုက်တာနဲ့ကျမကိုကူမဲကူညီမဲဆိုတဲ့လူတွေကြီးပဲအဲ့လိုလူမျိုးတွေနဲ့ပဲကျမတွေးပါတယ်နော်အဲ့ဒါဟာတကယ်ကိုမြတ်တာဘာဝနာပွားတဲ့အချိုးကျစုလို့ကျမလေးလေးနက်နက်ယုံကြည်တယ်အဲ့ဒါကြောင့် နော်ချက်တော်သူများလည်းမေတ္တာဘာဝနာကိုပွားပေးပါဒါဒနာပရိတ်ကိုလည်းပူဇော်ပေးပါကျမဒါဒနာပရိတ်ကိုကျမမေ့နေတာတော်တော်ကြာပါပြီဒါပေမဲ့ကျမဖေဖေကဒါဒနာပရိတ်ကြောင့်မီးကွင်းခဲ့ဘူးလေနော်ကျမငငယ်တုန်းကကျမဖေဖေကဒါဒနာပရိတ်ကိုငငယ်လေးတည်းကကျမပူဇော်တတ်တယ်ဖေဖေကပြောတယ်တမိဒါဒနာပရိတ်ကနော် ပူဇော်ရတဲ့အကျိုးကျေးဇူးတွေရောအနက်အဓိပ္ပာယ်တွေရောငငယ်လေးတဲ့ဖဖေကကျမတို့မောင်နှမတွေကိုပြောပြရတယ်သင်ပေးခဲ့တယ်။ဘာကြောင့်လဲဖဖေကိုယ်တိုင်နော်ဖဖေနဲ့သူ့ရဲ့တပည့်လေးအတူတူနော်ဟိုဖဖေကမီးမီးချစ်ကနေမီးပြနေရသူ့တပည့်လေးကဖဖေနားမှာဟိုအလုပ်ဖဖေရှီကနေရှေ့နေပညာသင်တဲ့တပည့်ပေါ့နော်ဖဖေတပည့်ကဒီလိုမျိုးဟိုမီးအိမ်ထဲကိုသူကရင်းနှံစီရင်းနှံစီလောင်းထဲတာနော်အဲ့ဒီအချိန်မှာမီးကဖဖေနဲ့တော်တော်ဝေးပါတယ်မီးကဘလို့ဖြစ်လဲဆိုတော့မီးက ထပြီးတော့ဟတ်တာရင်းနံစီနဲ့ဒီဟိုပေါ့ gas me နဲ့ဆိုတော့တွေ့တော့အဲ့မီးရလေဖဖေးအမှန်တော့ဖဖေးကိုဟတ်ရမှာဖဖေးကိုမဟတ်ဘဲနဲ့ဖဖေးကိုကြော်ပြီးတော့အဲ့ဒီအကိုသွားပြီးတော့ဟတ်တာပေါ့နော်ဟာအဲ့တော့လေကြည့်လိုက်တာအဲ့တော့ဖဖေးကလေဩတဲ့ဒါပြောဖဖေးဖြစ်ရမှာပေါ့နော်ဒါပေမဲ့ဖဖေးကသူကဒါဒနာပရိတ်ကိုအမြဲတမ်းပူစော်တယ်ဒါဒနာပရိတ်ပူစော်တဲ့ဒါအကျိုး ပေါ့နော်အဲ့တော့ကျမကလည်းမေတ္တာရက်ခံခြင်းနဲ့ဓာတနာပရိတ်ကိုပူဇော်ပါလို့ကျမကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့ဆက်ပြီးတော့ကျမပြောပြရစီနော်အဲ့တော့ခုနပြောတဲ့အဋိဌံပေါ့နော်အဲ့လိုပူဇော်ပြီးပြီဆိုရင်စောစောတုန်းကကျမပြောခဲ့တဲ့နော်ရေကွက်ထဲကြီးကွက်ထဲမှာကျမတို့ထည့်ထားတဲ့ကြီးကွက်ထဲမှာထည့်ထားတဲ့ဖျောင်းနိုင်ကြီးထွန်းထားတဲ့နော်ဒီကြီးဖလားလေးကိုရေအိုးကိုနားမှာရှိတဲ့ရေအိုးသို့မဟုတ်ရေပုံးထဲမှာထည့်လိုက်ပါ ထည့်လိုက်တဲ့ခါကျတော့ तू ကပေါ်နေအောင်ထည့်ပါเนาะအဲ့လိုထည့်ပြီးပြီဆိုရင်ကိုကဘာပြောရမလဲဆိုရင်เนาะတဘာဝဘေးကင်းကြပါစေเนาะခုနှစ်သားသမီးတွေတဘာဝဘေးကင်းပါစေတတ္တဝါတွေတဘာဝဘေးတံမှလွတ်ကင်းပါစေကို့အတွက်ကိုဆူတောင်းစရာမလိုဘူးအဲ့လိုမျိုးဆူတောင်းပေးပါเนาะဒါဟာဆူတောင်းပေးတဲ့လူများရင်များသလောက်ကျမတို့ဒီတဘာဝဘေးကိုကျမတို့เนาะကြော်လွှားနိုင်ပါလိမ့်မယ်เนาะအဲ့တော့ကျမဟိုကျမဒါကိုเนาะကျမ ဘယ်လိုပြောရမလဲအကောင်းဆုံးကျမတို့ဟိုဖြတ်ကျော်နိုင်ဖို့အတွက်ဆိုရင်ကျမတို့မှာတခြားအားကိုးစရာလည်းမရှိပါဘူးเนาะဒီလိုမျိုးမင်းဆိုးမင်းညစ်တွေနဲ့ကျမတို့ကြုံနေရတဲ့ကာလမှာเนาะအဲ့တော့ကျမတို့ရဲ့ဒါနသီလဘာဝနာကိုပဲကျမတို့အားကိုးကြမယ်เนาะဒါနသီလဘာဝနာကိုအားကိုးမယ်နတ်မင်းကြီးတွေကိုကျမတို့မြတ်တာပို့မယ်เนาะနတ်မင်းကြီးတွေကလည်းတကယ်ကိုစောင့်ရှောက်ပါတယ်เนาะကျမကတော့နတ်မင်းကြီးလေးပါးတွေ32ပုံကိုကျမကယုံကြည်တဲ့လူဖြစ်တယ်เนาะ အဲ့ဒါကြောင့်ကျမအမြဲတမ်းလဲမြစ်တာပို့တယ်เนาะသူတို့ကိုလည်းကျမတို့ကိုကူညီဆောက်ရှောက်ဖို့ကျမအမြဲတမ်းပဲเนาะမြစ်တာပို့ပြီးတော့ဟိုဟာဆူတောင်းပါတယ်เนาะအဲ့တော့ဟိုဟိုပြောမယ်ဆိုလို့ကျော်ကိုးကွယ်ဖို့မဟုတ်ဘူးနတ်မင်းကြီးတွေဒါပေမဲ့အားကိုးလို့တော့ရတယ်เนาะအားကိုးဖို့တော့ဟုတ်ပါတယ်เนาะအဲ့တော့ဧပြီလ10ရက်နေ့ကိုအဲ့လိုမျိုးကျမတို့ဖြတ်တမ်းမယ်ဟုတ်ပြီဧပြီလ9ရက်နေ့ပေါ့เนาะ9ရက်နေ့ကိုကြည့်မယ်ဆိုရင်တော့9ရက်နေ့ကတော့သူက နော်ဗုဒ္ဓဟူးနေ့ဖြစ်တယ်နော်ပြောမယ်ဆိုလို့ရှိရင်နော်သုတိယယုတ်ရတဲ့ဖြစ်တယ်နော်သုတိယယုတ်ဆိုတာကကျမတို့ပြောမယ်ဆိုလို့ရှိရင်နော်ကြောင်းအိမ်တိုက်တာတွေအဆောက်အဦတွေနော်စောက်လုပ်ရနိုင်စေတဲ့ယုတ်ဖြစ်တယ်နော်အဲ့ဒီယုတ်ကတော့ဗုဒ္ဓဟူးနေ့မှာအဲ့ဒီပြောမယ်ဆိုလို့ရှိရင်နော်နေရအသင့်တင့်ကောင်းတဲ့နေလို့ ပြောလို့ရပါတယ်ဒါပေမဲ့အမောင်ကာလရှိတယ်အမောင်ကာလကနော်နေ့12နာရီရနေပြီးတော့နေ့တနာရီနဲ့30မိနစ်အတွင်းကတော့အချိန်ခါမကောင်းပါဘူးအိမ်ပြင်ကျင်တဲ့လူတွေပါလေအဲ့နေ့မှာစတိလေးပြင်လို့ရတယ်ဒါပေမဲ့အမောင်ကာလဖြစ်တဲ့နေ့12နာရီရနေနေ့တနာရီ30အတွင်းကတော့မပြင်ပါနဲ့အဲ့ဒီဟာအခါမကောင်းပါဘူးเนาะအဲ့ဒီနေ့မှာကျမတို့ဟုတ်ပြီအဲ့ဒီနေ့မှာရောเนาะဘာတွေဆက်ပြီးတော့ပူဇော်မလဲကျမခုနပြောတဲ့ နော်ဖေဖျောင်းနဲ့အလင်းတိုင်းပေါ့နော်အလင်းတိုင်းသုံးတိုင်းအမွှေးတိုင်းငါးတိုင်းဟုတ်ပြီဆရာမရေကျွန်တော်တို့နေတိုင်းတော့အဲ့ဒါတွေမထွန်းနိုင်ဘူးလားဟလာဒါလဲငွေကြီးအခက်ကြီးရလေရှိသေးတာ哦အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောရင်နေသားအလိုက် နော်ပူဇော်ရမယ့်ဟာကိုကျွန်မပြောပါမယ်နော်တနင်္ဂနွေသားသမီးတွေဆိုရင်ဖျောင်းနိုင်ကတိုင်ထုံးပြီးတော့ပူဇော်ပါဖျောင်းနိုင်ကတိုင်ထုံးပါတနင်္လာသားသမီးနဲ့ကြာသပတေးသားသမီးကတော့နဝင်းဆွန့်ကတ်ပါနော်နဝင်းဆွန့်မကတ်နိုင်ဘူးဆိုရင်လက်ဖက်ကိုနဝင်းဆွန့်နေနဲ့ကတ်လို့ရပါတယ်နော်လက်ဖက်လေးကိုနည်းနည်းပုံလိုက်နည်းနည်းလေးလက်ဖက်လေးကိုဆွန့်တော်အတွက်ကိုဒါနည်းနည်းလေးခွဲထားပြီးတော့လက်ဖက်လေးကိုအများနဲ့ပုံပြီးတော့လှူဒန်းလို့ရတယ်အဲ့ဒါကနဝင်းဆွန့်ပါနော် ကြာသပတေးနဲ့တနင်္လာသာသမီကနဝင်းစုံကတ်လူပါเนาะအင်္ဂါနဲ့ရာဟုသာသမီကရက်တောင်လုပ်ပြီးတော့ဖះကိုလှူပါရက်တောင်လို့ပြောတဲ့ခါမှာကျမတို့เนาะပြောမယ်ဆိုလို့ရှိရင်ကိုဟာကိုစက်ကူဖြူဖြူလေးနဲ့ရက်ကောင်လေးချိုးပြီးတော့ဖះကိုတနေ့ကိုရက်တောင်တစ်ခုတစ်ခုရက်လှူလို့ရပါတယ်เนาะစနေသာသမီကတော့အမွှေးတိုင်းတဒါเนาะအမွှေးတိုင်းထွန်းပြီးတော့ပူဇော်ပါဗုဒ္ဓဘုသာသမီကတော့ ဖြောရည်ပူဇော်ပါတချို့လူတွေကခက်ခဲတယ်ဖြောရည်မရှိဘူးဆိုရင်ရည်ထဲမှာကြကြားလေးထည့်နော်ရည်ထဲမှာကြကြားလေးထည့်ပြီးတော့နော်ကြကြားဖြောရည်လေးလှူဒန်းလို့ရပါတယ်နော်တောက်ကြသားသမီးတွေကတော့ တောက်တော်ရေကတ်လို့ရပါတယ်เนาะတောက်ကြသားသမီးရရူးရူးရေသက်တောက်တော်ရေကိုပဲကတ်လို့ရပါတယ်เนาะအဲ့လိုကတ်ပြီးပြီဆိုလို့ရှိရင်เนาะစောရုံးကကျမပြောသလိုပဲတရဏဂုံတီးမယ်ပတိတရဏဂုံတီးဆောက်မယ်ပေါ့เนาะအဲတီလာတီလာယူမယ်တရဏဂုံတီးဆောက်မယ်ပြီးရင်ကျမတို့เนาะစောရုံးကအတိုင်းမယ်စံပုတ်တီး 36ခောက်ရွတ်မယ်ဓာရဏပရိတ်ကိုတစ်ခောက်ပူဇော်မယ်ပြီးရင်မြစ်တာသုတ်ကို18ခောက်ပူဇော်မယ်နတ်မင်းကြီးတွေကိုသဘာဝဘေးကနေလွတ်ကင်းစေဖို့ကင်းဝေးစေဖို့အတွက်မြစ်တာပို့ပြီးတော့ဆူတောင်းမယ်ပေါ့နော်ဒါတွေလုပ်မယ်ဒီနေရာမှာတချို့ကမြစ်တာသုတ်မရဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါလေးရှိတယ်နော်မြစ်တာသုတ်မရဘူးဆိုရင်အခုကျွန်မပြောတဲ့အတိုင်းကိုပူဇော်လို့ရပါတယ်နော်ဘာလဲလို့ပြောရင်နော်ကျမတို့နော်ဟို တယောက်ကိုတယောက်မြေတားပို့တယ်လို့ပဲเนาะเนาะလူနဲ့မြန်မာတတ္တဝါတွေစမ်းပါပါစီချမ်းသာပါစီဘေးရန်ဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီ ကောင်းရာမွန်ရာတို့ကိုသာဆင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစီဒါကိုကျမတို့เนาะ28ခေါက်ပြည့်အောင်ယူပြီးတော့နော်ဆူတောင်းလို့ရတယ်နော်လူနဲ့လူနဲ့မြန်မာတတ္တဝါတွေဆိုတာ30ပုံအကုန်ပါပါတယ်နော်လူနဲ့မြန်မာတတ္တဝါတွေစမ်းပါကြပါစီ ချမ်းသာကြပါစေ။ဘေးရန်ကင်းကြပါစေ။ဆင်းရဲဒုက္ခကင်းကြပါစေ။ကောင်းရာမွန်ရာတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေ။အဲ့လိုမျိုးကျမတို့28ခါရွတ်ဖတ်ပြီးတော့နော်မြစ်တာဘာဝနာပွားလို့ရပါတယ်နော်။အဲ့တော့ဆင်းရဲနေ့ဧပြီလဆင်းရဲနေ့ကကြတော့သူကတော့နော်နည်းနည်းရက်နည်းနည်း ပြောမယ်ဆိုလို့ရှိရင်တော့အကောင့်အစိုးရောထွေးနေတဲ့ရက်ဖြစ်တယ်နော်သူကကဒါရုပ်ရထားတယ်ကဒါရုပ်ဆိုတာကအတက်ပညာတွေဆုပ်ယုပ်စေတဲ့ရုပ်ကိုခေါ်တာနော်ပြောမယ်ဆိုရင်အဲ့လိုနေမှာအဲရေတရားခြေတာတို့နော်ဒါမျိုးစေးဖော်တာတို့ဒါကောင်းရမွန်ရတွေလုံးလို့မကောင်းတဲ့နေပဲဒါပေမဲ့ကျမတို့ကကုသိုလ်ရေးဆိုတာတော့အချိန်မွေးဒါလုံးလို့ကောင်းတယ်နော်အဲ့တော့စေရနေ့မှာကျမတို့နော်စောလုံးကပြောထားတဲ့အတိုင်းပဲကျမတို့ အဲ့လိုရေဒီယာခြေပါမယ်နော်ရေဒီယာခြေတာမို့ကုသိုလ်ရေးလုပ်မယ်ပေါ့နော်အဲရေဒီယာခြေတာလို့ကျမမသုံးချင်ပါဘူးဒါကုသိုလ်ရေးလေးလုပ်မယ်ပေါ့နော်အဲ့တော့မနေ့သူကအမှောင်ကာလကနော်နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအမှောင်ကာလဖြစ်တယ်။နော်ဧပြီလ10ရက်နေ့ကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာ ကံကောင်းလက်ပွင့်စေတဲ့အရာကအဖြူရောင်ပဲဖြစ်တယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ဖြစ်တယ်စွန့်ကပ်မယ်ဆိုရင်အဲ့ဒီမှာသူကကြာတပရင်းနေဖြစ်တယ်နော်ဒါပေမဲ့ကျမတို့ကစွန့်ကပ်မယ်ဆိုရင်နဝင်းစွန့်ကျမတို့ကတ်လို့ရတယ်လက်ဖက်ကိုကျမတို့ကတ်လို့ရတယ်ပေါ့နော် ဟုတ်ပြီအဲ17ရက်နေ့ပေါ့နော်ဧပြီလ17ရက်နေ့ကကျတော့သူကနော်သူကအဲ့မှာလေအကောင်အဆိုးရောထွေးနေတာတွေ့ရတယ်နော်ကောင်းတာပါလေလို့ပြောရင်အမတရုပ်ဆိုတာသူချင်းမြမြောက်စားခြင်းခံရတတ်တဲ့ရုပ်ကအမတရုပ်ပေါ့နော်ပစ္စည်းဥစ္စာတွေနော်ဆုံးရှုံးစေတတ်တဲ့မုဒလာရုပ်နော်အဲ့ဒါညနေ9နာရီခွဲ 9နာရီအလုံးမှာမူတလာယူရတယ်အဲ့တော့တရက်ထဲမှာသူကကောင်းတဲ့ရုပ်တစ်ခုမကောင်းတဲ့ရုပ်တစ်ခုရတယ်เนาะအဲ့တော့ဒါပေမဲ့ဒီလိုရက်ကတော့ကျမတို့ဂယုဆိုင်ရမယ့်ရက်ထဲမှာ ပါတယ်နော်အမောင်ကာလကတော့မနက်10:30နာရီ30ကနေပြီးတော့နေ့12:00နာရီအတွင်းအချိန်ကာလကအမောင်ကာလဖြစ်တယ်ညနေ9:00နာရီကနေပြီးတော့ည12:00နာရီထိလည်းအမောင်ကာလဖြစ်တယ်ပြောမယ်ဆိုရင်တော့ဂယုဆက်ရမယ်နေ့ထဲမှာပါပါတယ်เนาะအဲ့တော့ကျွန်မခုနပြောတဲ့အဋိဒံလေးကိုလုတ်ပေးပါဒါလေးကိုလုတ်ပေးပါเนาะအဲ့တော့စနေရနေ့တင်เนาะကျွန်မအခုပြောချင်တယ်စနေရနေ့ကလေအင်မတန်ဆိုးတဲ့နေ့เนาะစနေရနေ့မှာ तू က တည်စီတတ်တဲ့မြစ်စုယုတ်ရထားတဲ့နေဖြစ်တယ်เนาะတည်စီတတ်တဲ့မြစ်စုယုတ်နဲ့စိရဲဒုက္ခတွေတွေ့ကြုံရတတ်တဲ့ကာနယုတ်ရထားတဲ့နေဖြစ်တယ်ပြောမယ်ဆိုရင်တော့စိုးတဲ့ယုတ်နှစ်ခုစလုံးရထားတဲ့နေဖြစ်တယ်အဲ့နေရเนาะအဲ့တော့စနေနေ့ဟာစနေရနေ့ဟာစနေနေ့လည်းဖြစ်တယ်အဲ့လိုနေ့လည်းဖြစ်တဲ့အတွက်ကျမကတော့ခုနเนาะကျမတို့ရှိမှာเนาะဖြစ်နိုင်မယ်ဆိုရင်ကျမတို့เนาะခုနှစ်ရက်နေ့ကလေးကအခုပြောတဲ့ အဋိဌာန်လေးကိုကျမတို့လုတ်ထားမယ်ဆိုရင်နော်ရှင်းရနေနေစနေရနေလေးကိုကျမတို့ကအဲ့ဟိုကတ်ပြီးမှလုတ်တာမဟုတ်တော့ဘူးနော်ကျမတို့တရက်လောက်ဂျူပြီးတော့ခုနှစ်ရက်နေကလေးကနော်မနေ့ဖြန်ကလေးကကျမတို့ကနော်လက်ဖက်ဆွန်းလေးနဝင်းဆွန်းလေးကတ်မယ်နော်တဏဏကုံလေးကိုပတိတပတ်စိတ်မယ်ဟလာပြီးတော့အဲမြစ်တာပွားမယ်ပေါ့နော်တန်ဟိုကျမရှေ့မှာကျမပြောထားခဲ့သလိုပဲ နော်အရေးရဲ့အကြောင်းရင်းဂျုံတဲ့အခါတိုင်းဗုဒ္ဓံသဏ္ဍာန်ကိစ္စမိဓမ္မံသဏ္ဍာန်ကိစ္စမိတန်ခမ်းသဏ္ဍာန်ကိစ္စဒါဝန်နှုတ်တတ် ဒါကိုရွတ်ပါဒါကတကယ်ကိုအကျိုးလဲပေးပါတယ်เนาะဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်သွားပါပရိတ်ကြီးဆက်သတုတ်ကိုပူဇော်နေကြသူတွေကလည်းနေ့တိုင်းပရိတ်ကြီးဆက်သတုတ်ကိုပူဇော်သွားပါเนาะပရိတ်ကြီးဆက်သတုတ်ထဲမှာယရဏတုတ်ကလည်းကျမတို့ကတ်ဘေးတွေကင်းဝေးစေတယ်လို့ပဲအာရဏာရိယတုတ်ကလည်းအခုလိုအချိန်မှာเนาะပုပ္ပနာတုတ်နဲ့အာရဏာရိယတုတ်ကလည်းကျမတို့အခုလိုကာလကိုเนาะဖြတ် တန်းတဲ့အခါမှာအားကိုးရတဲ့တုတ်တော်တွေဖြစ်ပါတယ်အဲ့တော့ကျမကတော့ကျမချက်တဲ့သူတွေကိုဘလိုမျိုးနော်ဘေးဒုက္ခမျိုးမှကျမမတွေ့စေကျမဘူးဘသူကိုမဆိုကျမဘယ်လိုမျိုးဘေးဒုက္ခမျိုးမှမတွေ့စေမကြုံစေလိုတဲ့အတွက်ကျမနော်ပေးရမယ့်ဒီရက်တွေကိုကြော်ဖြတ်နိုင်မယ့်ကုသူရက်တရားကိုကျမစူးစမ်းပန်းစားကျမရှာပြီးတော့မျှဝေခြင်းဖြစ်ပါတယ်နော်ဂျူရီမကောင်း သွာလာမကောင်းတဲ့ကာလမှာကျမတို့အတက်နိုင်ဆုံးနော်ဒေါသတွေကျမတို့မထားပဲနော်ကျမတို့စိတ်တွေစင်ကြယ်အောင်ပေါ့နော်ဟိုအခုလိုမျိုးကာလအားလုံးခက်ခဲတဲ့ကာလဖြစ်တယ်နော်အဲ့တော့တနေ့တနေ့ကျမတို့ကဂျိုစည်းဂျုံနေမကောင်းတာကကျမတို့မြန်မာနိုင်ငံတခုလဲတော့မဟုတ်ဘူးအားလုံးပေါ်မှာဂျိုစည်းဂျုံနေမကောင်းတာနော်ဒါပေမဲ့ကျမတို့မြန်မာပြည်ကတော့ ်နော်ဘာချက်စစ်ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ဒေါသတွေနော်ပြောမယ်ဆိုရင် energy မကောင်းမှုကျမတို့တိုင်းပြည်ရနော်အဲ့လို energy မကောင်းတဲ့ကာလမှာကျမတို့တွေရဲ့မနောစိတ်တွေထဲမှာနော်ဒေါသထွက်စရာတွေကလည်းအများကြီးပဲမှန်နေနော်ဒေါသထွက်စရာတွေအများကြီးမကျေနပ်စရာတွေအများကြီးနာကျင်စရာတွေအများကြီးတွေ့တယ်ဒါပေမဲ့ အဲ့လိုကာလတွေမှာအတက်နိုင်ဆုံးအကုသိုလ်စိတ်တွေကိုရင်ထဲမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုဖယ်ရှားမယ်ကျမတို့ဖယ်ရှားပြီးတော့ဒီကာလမှာကျမတို့အတက်နိုင်ဆုံးเนาะငါဘာကူရမလဲငါတို့ဘာလှူရမလဲလူနေတဲ့လူတွေကိုငါတို့ဘာလေးညပေးရမလဲနော်တနေ့တနေ့ငါတို့ဘလို့ကုသိုလ်လုပ်ရမလဲအဲ့လိုအတွေးတွေနဲ့ဖြတ်တမ်းမှာလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဒေါသတွေထားလိုက်ပါသူ ေါသထွက်လာတိုင်းထွက်တိုင်းကိုရှိမှရှိတဲ့အကုတ္တလာလာဖြစ်တယ်။နော်ကိုကပူလောင်ရတယ်။အခုလိုကာလမှာနော်ကျမတို့ဒေါသနဲ့ဖြတ်တန်းလို့မရဘူး။တချို့လူတွေအစ်မတန်လောဘကြီးတယ်အတ္တကြီးတယ်ကျမသိပါတယ်တွေ့ပါတယ်။ဒါပေမဲ့အဲ့လိုအတ္တတွေဒေါသဒေဟကျမတို့တွေကိုပို့ပြီးတော့စိုးသွားစေပါတယ်။အဲ့ဒါကြောင့်အတ္တတွေဒေါသတွေနဲ့ကျမတို့မဖြတ်တန်းဘူး။အခုလိုကာလမှာငါတို့ဘသူ့ကိုဘလို့ကူညီရမလဲ။ကိုကဒုက္ခရောက်နေတယ်ဆိုရင်တောင်မှ ို့ထက်ပိုဒုက္ခရောက်နေတဲ့လူကိုဘယ်လိုကူရမလဲနော်မားစီမားဘာရှိလဲသမင်းတုံနှစ်ထုပ်ရှိရင်တစ်ထုပ်ကို ပေးမယ်သူများကိုပေးစားမယ်အဲ့ဒီလိုမျိုးဘာကူရမလဲဘာလူရမလဲဆိုတဲ့စိတ်နော်စိတ်แท้မှာဘလို့အကုသူမျိုးကိုမှအဝင်မခံမဲနဲ့ကုသူကိုပဲကျမတို့တနေ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ကုသူကိုပဲကျမတို့လှုပ်ရင်းနဲ့ကျမတို့ဖြတ်တန်းသွားရအောင်လို့ကျမအနေနဲ့အကြံပြုပြီးတော့တိုက်တွန်းခြင်းပါတယ်နော်